အားလုံးပဲမင်္ဂလာပါရှင်ခရစ်တိုနိုဗာမှပြန်လည်ကြိုဆိုလိုက်ပါရစေအခုတစ်ခါမှာတော့ testnet error နဲ့ testnet coin ဆိုတဲ့အကြောင်းကိုပြောပြပေးမှဖြစ်ပါတယ် testnet coin လို့ပြောလိုက်တာနဲ့ main နဲ့မှာအတုံးမပြူနိုင်တဲ့စံတပ်ပို့အတက်ထုတ်ထားတဲ့ cryptocurrency တစ်မျိုးဆိုတာကိုတည်ထားရပါမယ် blockchain project တွေက main နဲ့မတင်ခင်မှာ testnet မှာစံတပ်လေးရှိကြပါတယ် testnet coin တွေကိုဘယ်လိုမျိုးရယူနိုင်တယ်လဲ blockchain တစ်ခုချင်းစီတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင် testnet တွေရှိကြပါတယ် တက်စနောက်ပိုင်းတွေကို faucet ကနေအခမဲ့ယူလို့ရပါတယ်။ faucet ဆိုတာကတော့တက်စနောက်ကိုသုံးချင်တဲ့သူတွေအတွက်တက်စနောက်ပိုင်းတွေထုတ်ပေးတဲ့ website ဒါမှမဟုတ် assistant တစ်ခုကိုဆိုလိုတာပါ။တက်စနောက်ပိုင်းတွေကိုအဓိကအဖြစ် developer တွေကတော့ smart contract transition speed security နဲ့သက်ဆိုင်တဲ့ feature တွေကို main နဲ့မတင်ခင်ကောင်းမကောင်းစမ်းသပ်တဲ့နေရာမှာသုံးကြတယ်လို့ blockchain သုံးဆက်သူတွေအနေနဲ့ကတော့ blockchain wallet decentralized chain အသုံးပြုပုံတွေကိုအခမဲ့လေ့လာနိုင်ဖို့ရ NFT minting defined စနစ်တွေကိုစမ်းသပ်ဖို့အတွက်ရအသုံးပြုကြပါတယ်ဒါပြင် testnet coin တွေကတော့ read free ဖြစ်တာကြောင့် test လုပ်ရင် lose ဖြစ်နိုင်ခြင်းမရှိပါဘူး testnet ကနေကနေ mainnet ကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးမရှိလို့ scan ဖြစ်နိုင်ခြင်းလည်းမရှိပါဘူး။အထူးသဖြင့် project တွေအများကြီးက testnet ကိုစံသက်ဖို့လူတွေကိုဖိတ်ခေါ်လေးရှိကြပါတယ်။ testnet မှာစံသက်ပေးတဲ့သူတွေကို project ရဲ့ mainnet token ထွက်လာတဲ့အခါ airdrop အနေနဲ့ reward ပေးလေးရှိပါတယ်။ဒါကိုတော့ testnet airdrop လို့ခေါ်ပါတယ်။ဒါဆိုရင်တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။